အဲကောလဂျင်ဆိုတာကဒါပြောမယ်ဆိုလို့ရှိရင်လူတွေကတောက်ကြတာပဲများတယ်လေတောက်ကြတာထိုးစေးတွေဟိုနေဖြစ်တယ်နှာခမ်းကိုတော်တော်တော်ကောလဂျင်ထည့်တဲ့လူဆိုတာလည်းဒါမရှိဘူးတချို့နှာခမ်းညီတွေဆိုလို့ရှိရင်ပါဆွဲသုံးလို့ဒါနှာခမ်းသားညူတာမဲတာပျက်စီးတဲ့လူတွေရှိကြတယ်ပေါ့နော်အဲ့ဒီအတွက်လည်းပို့ပြီးတော့ဒါအဖြစ်စီရောဒါကောလဂျင်ရောပါတာဖြစ်တဲ့အတွက်ကြောင့် အာပြောမယ်ဆိုယုံကြည်စိတ်ချစွာအသုံးပြုလို့ရပါတယ်ဒီနှခန်းဒီတချောင်းဆိုပြီးတော့နမယ်ကြားလိုက်တာနဲ့ပေါ့မိဖုရားတယောက်လိုမျိုးဘယင်မတယောက်အဓိကတော့ဘယင်မပေါ့နော်ဘယင်မနမယ်ဒီပါတာပေါ့ဘယင်မတယောက်လိုမျိုးလုံးဝရရှိပြီးတော့အာတောက်ပတဲ့လူမျိုးအဲ့လိုမျိုးဖြစ်စေချင်တာကိုကမျိုးသမီးတိုင်းရောအဲ့လိုမျိုးရည်ရွယ်ချက်နဲ့ဒါထုတ်ဖြစ်သွားတာပေါ့ဟုတ် ယ်ချမ်းနဲ့လဲဆိုတော့ဒါညီမညီမဆိုလို့ရှိရင်ပေါ့နော်ညီမညီမဆိုတာအသက်18နှစ်လောက်กว่าရယ်အဲသူအရန်အလှကြိုက်တာအဲသူအတွက်ကြောင့်လဲပို့ပြီးတော့လဲဒါထုတ်ဖြစ်တာလဲပါတာပေါ့နော်ပြီးတော့လဲဒါပြောမယ်ဆိုရင်ခလေးတွေဆိုတချို့နှာခမ်းတွေတော်တော်များများခလေးအသက်9နှစ်ရွယ်နေစပြီးခလေးတွေသုံးလုံးမရတဲ့နှာခမ်းတွေရှိရယ်ပေါ့နော်အဲအဲ့လိုမျိုးဆိုးလိုက်လို့ရှိရင် allergic ဖြစ်တာတခြားအဲ့လိုမျိုးပေါ့နော်နှာခမ်းနာရီထိရီကိုင်းနှင်းဖြစ်တာတွေ ်ရှိတော့ကိုကဘယ်လိုဖြစ်လဲဆိုတော့ကိုစိတ်ကူကဩငါထုတ်တဲ့ခါကြလို့ရှိရင်အကုန်လုံးအသက်ငယ်ရွေးရောလူကြီးမရွေးအကုန်လုံးပေါ့စိုးနိုင်ရမယ်စိုးလို့လည်းအဆင်ပြေရမယ်ဆိုပြီးအဲ့ဒီရဲ့ဂျန်နဲ့ထုတ်ပြသွားတာပါဟုတ်မတို့ Antio Cosmetic နဲ့ပေါ့ lipstick ကဆိုလို့ရှိရင်အသက်၅နှစ်အရွယ်ကနေစပြီးတော့အသက်ကြီးရွယ်တူတူပေါ့နော်ဟုတ်သုံးလို့ရပါတယ်ဘာလို့လဲဆိုတော့ तू က collagen lipstick ဖြစ်တဲ့အတွက်ကြောင့်နှာခမ်းသားညူရမယ်တာပျက်စီးတာဆိုအကုန်လုံးဒါအားဖြစ်ပြီးတယ်ပေါ့နော်အဲ collagen ဆိုတာကဒါပြောမယ်ဆိုလို့ရှိရင်လူတွေကတောက်ကြတာပဲများတယ်လေတောက်ကြတာထိုးစေးတွေဟိုနည်းဖြစ်တယ်နှာခမ်းကိုတော်တော်လေး collagen ထည့်တဲ့ ့လူဆိုတာလည်းဒါမရှိဘူးအဲတချို့တွေဆိုလို့ရှိရင်ဒါ makeup spa တွေဘာတွေသွားမယ်ဆိုလို့ရှိရင် makeup တွေဘာတွေဟိုနေမျက်နှာကြီးဘာတွေလုပ်ကြရတယ်ပေါ့နော်အဲ့ဒီချိန်ကျလို့ရှိရင်နှာခမ်းကိုဒါဘာဘာဆက်ဖရက်တိုက်တာပေါ့နော်အဲ့ဒီဟာလေးပဲလုပ်တာဒါလည်းပြောမယ်ဆိုရင်တစ်လနေမှာတစ်ခါလောက်ပဲဒါလုပ်ဖြစ်ကြတာဆိုတော့လေဒါညီမနှာခမ်းလေးဆိုတာနေတိုင်းဆိုးလို့ရတယ်အဲ့လိုဘာပဲပြောဒါညိုတာမဲတာအစအကုန်လုံးလည်းတက်တာပဲပေါ့နော်တချို့နှာခမ်းလေးဆိုလို့ရှိရင်ဘာဆွဲသုံးလို့ဒါနှာခမ်းသားညိုတာမဲတာပျက်စီးတဲ့လူတွေရှိကြတယ်ပေါ့နော်အဲ့ဒီအတွက်လည်းပို့ပြီးတော့ဒါ အဖြစ်စီရောဒါကောလာဂျင်ရောပါတာဖြစ်တဲ့အတွက်ကြောင့်အာပြောမယ်ဆိုယိုကြီးစိတ်ချစွာအသုံးပြုလို့ရပါတယ်ဟုတ်ဆိုတော့ညီမအသားဖြူတယ်တဲ့မပါဘူးအသားညူတယ်ညူလဲညူတယ်ခါရောက်လို့ရှင်မဲတယ်ပေါ့နော်ကိုယ့်ရုပ်ရဲ့ခါရောက်မဲတယ်ဟာညီမဆိုလို့ရှင်လေဟာ AMD4 ကနေလာတယ် Lily Cruise ဆိုလို့ရှင်လေအဲ Lily ကအရန်ချီတာသူဆိုနှခန်းနေအရန်ဆိုးလိုက်လို့ရှင်လေအာညီမဆိုလို့ရှင်သူ့နှခန်းနေတိုင်းဝယ်ဆိုးပြစ်တယ်အညိုးရောင်အလုံးက make up လွတ်နေလေလုံးဝသူကလည်းအညိုးစင်ုံလေ သူကြတော့လိုက်တယ်ဘလို့လိုက်ဘလို့ပြစ်သွားလဲတော့မသိဘူးညီမစိုးလိုက်လို့ရှိရင်လည်းမဲမဲပြပြာကြီးဖြစ်နေရောအဲ့ဒါဆိုတော့ညီမအဲ့လိုမျိုးအယောင်နဲ့ဝင်းနေမော်ဆင်လူယူမလေးထုတ်မယ်ရောညီမနံပါတ်4နံပါတ်3တို့နံပါတ်4တို့အယောင်ကအဲ့ဒီဟာကြီးအတွက်လုံးဝရည်ရွယ်ပြီးထုတ်ထားတာပါပါတယ်ဘာလို့လဲဆိုတော့ညီမနှကန်းကြီးစိုးလိုက်ပြီးဆိုနံပါတ်3တို့နံပါတ်4တို့ဆိုလို့ရှိရင်အရင်လင်းတယ်မျက်နှာကိုလင်းလင်းလေးပေါ့နော် လုံးဝဟိုတချို့တွေဆိုလို့ရှိရင်ညီမစီမာတာဝင်းနေမော် ဘယ်လိုပြောပြရမလဲအသားမဲတဲ့တငယ်ချင်းအသားညူတဲ့လူတွေရှိရင်အသားမဲတဲ့တငယ်ချင်းတွေရှိရင်အသားမဲတဲ့တငယ်ချင်းတွေဆိုပို့ပြီးတော့စမ်းလုံးခိုင်းတယ်သူတို့ဟာတငယ်ချင်းတွေနေစမ်းသုံးကြည့်လိုက်ဆိုတော့အလုံးဝလေဟဲ့ငါအရန်မဲမယ်ထင်တာငါကုံကအရန်မဲမယ်ထင်တာပေါ့ဟာနင်းနှခန်းကြီးဆိုလိုက်အရန်ကြီးလွင်ထွက်ပြီးတော့မျက်နှာကိုလင်းထွက်သွားတာပေါ့နော်အဲ့လိုမျိုးပေါ့ အနည်းအောင်လေးတွေအတွက်လည်းပို့ပြီးတော့အဆင်ပြေတာပေါ့နော်နံပါတ်3နံပါတ်4ကတော့အဆိုးများတယ်နံပါတ်4ကျတော့ तू ကနှုတ်ပတ်သွားတာပေါ့နော်လူပတ်သွားတာဆိုတော့အသားညိုတဲ့လူပဲဖြစ်မဲတဲ့လူပဲဖြစ်လုံးဝအမဲအညိုစင်အမဲစင်နေတော့မှာပဲလုံးဝအဲ့ဒီအောင်ကလာရန်ဆိုးကြတယ်အပြီးတော့မစ္စတာတွေပေါ့နော်မစ္စတာတွေဆိုတာဟိုပါဘယ်လိုပြောပြရမလဲ ဟိုမင်းဟိုယောက်ျားလေးပေါ့နော်ယောက်ျားလေးတွေတောင်မှပဲဆိုးရှာတယ်နံပါတ်4ကတော့လေဘာလို့လဲဆိုတော့သူကျတော့အရင်ဆိုးရင်ဆိုးထားမှမသိတာ哦အာညီမစီမှာလာဝဲလူတွေတော်တော်များများဆိုယောက်ျားလေးတွေလည်းပါတချို့ယောက်ျားလေးလည်းပါအဲသူတို့ဆိုနည်းနည်းလေးဆိုးလိုက်ပြီးပြီဆိုလို့ရှိရင်လေအနည်းနည်းလေးဖြန့်ဆိုးလိုက်တာ哦ဖြန့်ဆိုးလိုက်ဆိုးထားမှမသိတာ哦အနည်းနည်းလေးထူထူလေးဆိုးလိုက်ပြီးဆိုလို့ရှိရင်တော့နည်းနည်းအသားညိုတဲ့လူတွေမဲတဲ့လူတွေတော့ကျတော့ပိုပြီးအဆင်ပြေလုံးဝမျက်နှာကိုလင်းသွားတာပေါ့နော်အာညီမကတော့ဒါ time ပါပေါ့နော် time မှာညီမအမဆက်ရုံကနေပြီးတော့ဒါထုတ်တာပေါ့နော်အာသူကတော့ production mic ကိုကင်ထားတာပေါ့ဟာလာညီမကို မလေးတဲ့ဟွာလှုပ်ရှင်လာအရင်တည်းကမှလှုပ်ရှင်တဲ့လူဆိုတော့ပို့ပြီးတော့အဆင်ပြေသွားတာပေါ့အဲ့ဒါသူကနေပြီးတော့ထုတ်ပေးတာပေါ့နော်ဒါ Thai FT တွေရောဒါမြန်မာ FT ရော online license တွေရောအကုန်လုံးရပြီးသားပါဟုတ် ကာလာလေးကတော့9000အောင်ရှိပါတယ်ဟုတ်ဒီ9000အောင်လေးတွေကလည်းလုံးဝပေါ့နော်ပြောမယ်ဆိုရင်သူများတကိုင်းနဲ့လည်းနာမည်မတူဘူးပြီးတော့နည်းနည်းလေးလည်းဆန်းဆန်းလေးဖြစ်တယ်ပေါ့နော်ကိုယ်နာမည်ကြားလိုက်တာနဲ့လုံးဝဒီနှကန်းဒီတစ်ချောင်းဆိုပြီးတော့နာမည်ကြားလိုက်တာနဲ့ပေါ့မိဖုရားတိောက်လိုမျိုးဘယင်မတိောက်အတိကတော့ဘယင်မပေါ့နော်ဘယင်မနာမည်ဒီပါတာပေါ့ဘယင်မတိောက်လိုမျိုးလုံးဝရဲရင့်ပြီးတော့အာတောက်ပတဲ့လူမျိုးအဲ့လိုမျိုးဖြစ်စေချင်တာကိုကမျိုးသမီးတိုင်းရောအဲ့လိုမျိုးရည်ရွယ်ချက်နဲ့ဒါထုတ်ဖြစ်သွားတာပေါ့ဟုတ်ဒါလေးကတော့ anti 01 စုဖျားဒါလီယာ ANDY 02မနီဆန်နာ ANDY 03ပန်ထရာအန်ဒီ04ရှင်စောရှင်ရှင်စောဘူးအန်ဒီ05ရှင်စီ ဟုတ်အခုကတော့မိုးရသီ promotion အနေနဲ့တခြားဟိုတောင်းခွန်တောင်းဒါကိုစလေရီလည်းစပြီးတော့ယူလို့ရပါတယ်အဲဘာဖြစ်လို့လဲဆိုတော့အရင်တော့ကတော့ဒါကိုစလေတွေဒါယူခဲ့တယ်ဟိုနေမော interview တွေထဲမှာလည်းသမီးကိုစလေတွေဟိုနေအကြောင်းကိုပြောထားတာမရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုကတော့ဒီ NDO brand cosmetic ကိုလာလောက်တာလည်းတစ်နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အာဒါကိုစလေလေးလေးလိုချင်တယ်ဆိုလို့ရှိရင်လေဒါကိုစလေလေးစတင်ပြီးယူလို့ရပါတယ်လက်လီလက်ကားယူရတဲ့လူတွေလည်းရှိပါတယ်ပေါ့နော်ဒီ offline မှာတော့တော်တော်လေးဟိုဒါ ြန်ပြီးတော့ဒါဈေးကွက်ထဲမှာတော့ဝင်နေပါပြီဟုတ်ဟိုကိုကကိုထုတ်လိုက်တဲ့ဟိုနေ cosmetic dye ကိုပေါ့နော်ကောင်းကောင်းလေးပဲသုံးစီချင်းတယ်ကိုလည်းကောင်းကောင်းလေးသုံးတယ်ဒါပေမဲ့ညီမတို့ကျတော့လေ sensitive ဖြစ်တဲ့လူတွေကျတော့အဆင်မပြေဘူးအာ makeup ဆိုလို့ရှိရင်ရွေးတယ်အာပြီးသွားလို့ရှိရင်နှကန်းလေးဆိုလည်းရွေးတယ်အဓိကကပြောမယ်ဆိုလို့ရှိရင်ဒီနှကန်းလေးကဘယ်လိုဖြစ်လဲအသူ့ရဲ့အားသာချက်ကပေါ့နော်ဒီပြောမယ်ဆိုလို့ရှိရင် allergic သမားအကြီးကြီးတွေနဲ့အကြီးစားတွေလည်းစမ်းထားတယ်အဲအဲ့ဒီအတွက်ကြောင့်ဟိုနေမော်ဆိတ်ချယုံစီပါအလေးပဲသုံးချင်းပါဟိုနေအသုံးပြုစီချင်ပါတယ်ဟုတ် ဘာလို့လဲဆိုတော့အဓိကကျတော့လေကိုကသူတို့ကသုံးလိုက်ပြီလို့လေအဆင်မပြေဘူးဘာဘူးအဲ့လိုမျိုးကြီးလေကွာမဖြစ်ရှင်အောင်တချို့နိုင်ငံကြီးဆိုလို့ရှင်သမီးတော်တော်များများသုံးပါတယ်ညီမမှာရှိရဲအဲ့လို branded တွေရဆိုလဲ branded တွေညီမကအဲ့လိုမျိုးဝယ်သုံးတယ်ဝိုင်းစလဲဝယ်သုံးတယ်ဒီရောလဲဝယ်သုံးတယ်အဲ့လိုမျိုးဘာလို့လဲဆိုတော့ကိုသုံးတဲ့ခါကြလို့ရှင်အဲ့လိုမျိုးကိုထုတ်လိုက်တဲ့ branded ကိုလေအဲ့လိုမျိုးပေါ့သူများတကာတွေလိုမျိုးဟိဟန်ဂွင်ွယ်အဲ့လိုမျိုးမျိုးဖြစ်စေခြင်းလုံးဝအဲ့လိုမျိုးပေါ့နော်ချွတ်ချွတ်မှုတွေလေးပဲဖြစ်စေခြင်းတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် လုံးဝတည်တည်ကြာတည်တည်ကြာလဲဆန်းသက်ထားပါတယ်ဟုတ်ဟိုအန်ဒီယိုဘရန်ကတော့ဒါအမခန့်ချက်တွေအများကြီးရှိပါတယ်ဒီဟာလေးကိုဒါတကယ်လို့စိုးပြီးသွားပြီဆိုလို့ရှင်လဲပေါ့နော်ကိုကိုကိုဟိုဟာတကယ်လို့အရောင်တိုင်းကိုပေါ့နော်တည်တည်ငြိမ်ငြိမ်လေးနဲ့လဲဟာရဲတည်တည်ငြိမ်ငြိမ်လေးဖြစ်စေခြင်းနဲ့အရောင်လေးလဲရှိသလိုရင်းရင်းပြတ်သားပြီးပေါ့နော်တောက်ပတဲ့ဘင်းမတစ်ပါးလို့ဖြစ်စေခြင်းနဲ့ဆိုရင်တော့အန်ဒီယိုလစ်စတစ်လေးကိုစိုးကြည့်ပါနော်